တေးပေါက်ချင်နေတဲ့ပုံစံလေးစော့ပြတယ်။ Okay တေးပေါက်ချင်နေတဲ့ပုံစံဆိုတော့ကွာတေးပေါက်ချင်အောင်အောင်းထားတာဆိုခြေထောက်ကလိမ့်ထားမှာတေးထွက်မှာဆိုလို့တေးထွက်ဆိုလို့ခြေထောက်ကလိမ့်ထားပြီးတော့အတန်ကလည်းအရန်ကြီးအော်လို့မရအောင်အော်လိုက်ရင်တေးထွက်သွားမှာဆိုလို့ဆိုအတန်ကြီးကနည်းနည်းတိုးရမယ်။ဆိုတော့တေးပေါက်ချင်နေတဲ့ပုံစံနဲ့ဇင်ရောက်ပြတယ်ကွာ။တရားအကြောင်းတရားတရားရင်ဖွင့်ကြမယ်နော်။ကဲကျယ်ရီဖြုံ။ဖြုံဆို။

နုဖတ်ဥအပ်နေရပဲလုံးဝအတန့်လေးတွေမနေ့ကမှရောက်တာဟုတ်လားဒါဆိုဒီညလာခဲ့မယ်လေဒါနဲ့ညီမလေးကဘယ် KTV ကမန်နေဂျာလဲဟင်ကိုကြီးညီမတန်တော်မမှတ်မိတော့ဘူးလားအခုလာနေကြဗန်မန်နေဂျာလေးဟုတ်ကဲ့ကြာရှင်ရက်တွေတောက်လာပြန်ပြီတောက်ပါဦးကွာမြင်ရတယ် အဲ့ဘာလဲညသမင်းသားကိုသမင်းခုန်တာလေတင်ဟာကြီးပြောရမတောက်ဘူးဆိုအဲ့ဆန်နေသမင်းမဟုတ်ဘူးဟဲ့တော့လာပါတော့လေငါပါလုံးလို့တော့ကောမထင်မှာစာရိုက်တွေ့ရတော့မင်းသားတရားရောင်းနေတူးတယ်လို့ပဲတဲ့တကယ်တူလို့တူတယ်ပြောတာနေမှာပေါ့ဟာအခုကောင်းဆန်လေးကပိုင်းတကူလုံးလို့ဘယ်ပါလို့ ဟာပိုင်တကွန်လိုလိုပါမြင့်မြတ်လိုလိုမြင့်မြတ်လိုလိုနေတုံးလိုလိုဟာတော်တော်သူနဲ့တူလို့သူနာမသိဘူးအကောင်လုံးလိုလိုအာအပေတတ်နေတာဗျခုမသားနဲ့ပြောပြီးပြောတော့တော်တော်နင်းစက်မပြောနဲ့သူစီငါပဲသွားလိုက်တော့